တော့လွန်ခဲ့တဲ့6လလောက်ကစပြီးဖွင့်ပြတာပဲကြည်သူပြည်သားတွေစားသေးခြင်းနဲ့ရန်ကုန်မှာရှိတဲ့ရန်ကုန်သူရန်ကုန်သားတွေလည်းစားသေးခြင်းနဲ့ပေါ့စိုင်းဖွင့်မင်းတော့အခက်အခက်ခဲရတော့ဟိုကျွန်တော်တို့ချီမှာကဟိုပြေထမင်းသုတ်အစ်စ်ကဒီကြာဇံလေးရယ်အာလူလေးရယ်ဂေါ်ဘီလေးရယ်နန်းနံပင်လေးရယ်ဒါဒါလေးနဲ့ကျွန်တော်တို့ပြည်မှာတကယ်ဟိုနာမည်ကြီး ခမဲသုတ်ဆိုင်နေရတော့ဒါလေးပဲသုတ်တယ်ဟိုကျွန်တော်တို့ဟိုဟိုဘက်မှာကြတော့ဒီပွန့်လိုက်တင်ကုန်းဘက်ကလာတဲ့အထမ်းတွေတွေတို့ဟိုတွန်းလဲလေးနဲ့ရောင်းတဲ့အသေးတွေကြတော့သူတို့ကြတော့ဟိုသူတို့ကြတော့အဲ့လိုပေါ့ခမဲသုတ်သုတ်တယ်ဆိုရင်သူတို့ကတူဘူးလေးတွေစိမ်မန်းလေးတွေအဲခောက်ဆွဲလေးတွေအဲသင်္ဘောသီးလေးတွေပေါ့အဲ့ဒါလေးတွေထည့်ပြီးသုတ်တဲ့ ာရှိတယ်ကျွန်တော်ပြည်မာကိုအဲ့လိုမျိုးပေါ့တကယ်ပြည်မျိုးပေါ်နာမည်ကြီးထမင်းသုံးနဲ့အဲ့ဒီလိုစိုင်းတန်းလေးနဲ့လာတဲ့ထမင်းသုံးနဲ့နှစ်မျိုးကွဲနေတာပေါ့လေအဲ့တော့စိုင်းတန်းလေးတွေနဲ့အဲ့လိုစားမှုတဲ့ဧည့်သည်တွေကြတော့ကျွန်တော်တို့ရဲ့ထမင်းသုံးကိုဒါပြည်ထမင်းသုံးအစ်စ်မဟုတ်ဘူးလို့ဘာလို့အဲ့လိုမျိုးလေးတွေထင်ကြတဲ့အခါကျတော့ကျွန်တော်တို့ကအခုအကုန်လုံးအဲ့ဒါလေးတွေကိုဟိုဟာအစင်ပြေးသွားအောင်ဆိုပြီးတော့ကျွန်တော်တို့ကဟိုရောသုံးဆိုပြီးတော့အဲအဲ့လိုတိုးဘူးလေးတွေ စိမ်းမန်းလေးတွေနဲ့ထည့်ပြီးတော့တုတ်ပေးတဲ့ဟာလေးကိုရောတုတ်ဆိုပြီးနာမည်လေးပေးပြီးတော့မင်းသူလေးအစ်စ်တခုထတ်တိုးပေးလိုက်ရတာပေါ့အားလုံးစိတ်ချမ်းသာသွားဒီနေတလန်းကျော်တို့အသားကျော်တို့ကဟိုတော့ကျွန်တော်အမျိုးသမီးကသူကိုယ်တိုင်ကိုဒီအရသာသွင်းနဲဖတ်ဒါကျွန်တော်တို့ကိုယ်တိုင်ထုတ်လုပ်တာတဲ့အသားကျော်တွေပါဟိုဟာတွေပါသူတို့သူကိုယ်တိုင်ပဲဝန်ထမ်းတွေဟိုတောင်သူတို့မခိုင်းမနဲ့သူကိုယ်တိုင်ပဲဒီအရသာသွင်းသေချာသူလုပ်ပြီးတော့မှ ေးသေးချာချာလေးကိုဟိုအိမ်စားသလိုမျိုးလေးစေတနာလေးနဲ့ကျွန်တော်တို့ချက်ပေးထားပါတယ်ခင်ဗျစိတ်အကြောချက်ကလေးကတော့ဒီလိုပေါ့ကျွန်တော်တို့ကဒီစိတ်သားကိုနေတလန်းပြီးတော့ကြော်မယ်ဆိုရင်အဲ့စိတ်သားအသားတုံးတွေရည်ပြီးတော့ဒီအကြောလေးတွေမပအောင်ဖယ်ရပါတယ်အဲ့ဖယ်တဲ့အခါကျတော့စိတ်အသားနဲ့ဒီအကြောလေးနဲ့တွဲပြီးတော့ဖယ်ရရတယ်အဲ့ဖယ်တဲ့ဟာလေးတွေကိုကျွန်တော်တို့ကစိတ်အကြောချက်ပြန်ပြီးတော့ ချက်ပြီးတော့ဟိုရောင်းမယ်ဆိုရင်တော့ဒီကလူတွေတော့ကြိုက်မှာပဲဆိုပြီးကျွန်တော်တို့ကအဲ့လိုလေးဟို idea လေးရပြီးတော့စိတ်အကြောချက်ကလေးကိုချက်ပြီးတော့ရောင်းပြစ်တာပါခင်ဗျာအဲ့တော့လူတွေကလည်းဒီစိတ်အကြောချက်ကလေးကဟိုအခုကတော့လာပြီးတော့အများသုံးဆောင်နေကြပါတယ်လောလောဆယ်ကတော့ကျွန်တော်တို့ကစိုင်းဖွင့်ခြင်းကမနေ့9နှစ်နာရီရတယ်စဖွင့်ပါတယ်ဟိုညကြတော့ကျွန်တော်17နှစ်ထိုးတီးအောင်ကျွန်တော်ရောင်းပေးပါတယ်ခင်ဗျာ စိုင်ပိတ်ရတော့လောဆယ်မရှိသေးပါဘူးပြိတ္တများအလုံးမင်းလာပါဒါလီရဲ့ချမ်းဖူး UK ကနေပြန်လဲပြီးတော့ကြိုဆိုပါတယ်ဆိုတော့ဒီတစ်ပတ်ရဲ့ချမ်းဖူး UK မှာပြီးခဲ့တဲ့တစ်ပတ်ကတော့ညီမရဲ့အကူကတော့ရခိုင်ဆိုင်မှာသွားပြီးတော့ထမင်းစားခဲ့ဒါလီရောမပါခဲ့ဘူးပေါ့နော်ဆိုတော့အခုဒီတစ်ပတ်မှာအာဘာဆိုင်ကောင်းလဲလို့စဉ်းစားလိုက်တဲ့ချိန်မှာအဲထမင်းတုပ်လေးစားခြင်းနဲ့စိတ်ဖြစ်လာတယ် ကျတော့အဲဒီဆိုင်လေးကဘယ်နားမှာရှိလဲဆိုတော့အဲဝေဇန္နာလမ်းမပေါ်မှာရှိရယ်မြစ်တာလမ်းနဲ့ရန်နာလမ်းကြားမှာပေါ့နော်ဆိုတော့ဆိုင်နာမည်လေးကတော့မန်နီလာဒါပြည်ထမင်းလို့ပဲဖြစ်ပါတယ်ဆိုတော့ဒီဆိုင်လေးကိုတွေ့တွေ့နေရကြပြီဒီလမ်းမကပြောရမယ်ဆိုရင် main lane ဖြစ်နေတဲ့အတွက်ကြောင့်ဖြတ်တိုင်းတော့တွေ့ရနော်ဖြတ်တိုင်းတွေ့ရသတိမထားမိရလဲပါတယ်ပေါ့ဆိုတော့ ဒီခေါက်တော့မဖြစ်ဘူးသွားစားကြည့်မှဖြစ်မယ်ထမင်းတော့လည်းစားကြည့်နေရဲ့ဆန္ဒဖြစ်နေရတဲ့ဒီဆိုင်လေးကိုရောက်ပြခဲ့ရဖြစ်ပါတယ်ဆိုတော့ဒီဆိုင်ကတော့ဖွင့်ထားတာဒန်လီသတိထားမိသလောက်တော့ဖြတ်သွားဖြတ်သွားတော့အမြင်မြင်နေရပေါ့နော်ဆိုတော့ဒီဆိုင်နဲ့ရောက်ချင်းမှာမေးလိုက်တော့အကူကဒီဆိုင်ပန်းရှင်အန်ကဲကပြောတာတော့6လလောက်ရှိပြီလို့ပြောပါတယ်ဆိုတော့တချို့တွေလည်း vlog ရိုက်ပြီးရတဲ့သူတွေလည်းရိုက်ပြီးလောက်ပေါ့နော်ဆိုတော့ဒါလေးတို့အတွက်ကတော့အသိဖြစ်နေတော့ဒါဒီနေ့ဒီဆိုင်လေးမှာအဲဘာရီရလဲဘလို့အရသာရှိတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ ဒါအတင်းဆက်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာဒါနေနဲ့အတူတူအာပြည်သမင်းတုပ်ကိုစားသွားမယ်အကိုကတော့ကိုစော်လေးဖြစ်ပါတယ်အကိုမင်္ဂလာပါမင်္ဂလာပါမြန်မာလေးဆိုပြီးခဲ့တဲ့ဘက်တယောက်တည်းစားရခံလာကြတယောက်တည်းစားတော့နည်းနည်းတော့ကြောင်တောင်တောင်ဖြစ်လာတယ်တယောက်စားမှာဟိုကိုစားကောင်းကိုစားလို့ကောင်းတယ်ဟုတ် ဆိုတော့အအရင်ဆုံးမစားခင်ပေါ့နော်ဂျာလီယုတ်ဒီချမ်းဖူယူကေးမှာရှေ့မှာတော့ဟာဒီပီထမင်းသုံးတဲ့ပတ်သက်လို့တော့ဒီဇိုင်းမမရိုက်ဖို့ဘူးဘရောင်းထမင်းသုံးတော့ရိုက်ဖို့ရနော်တောင်းကလာမှလားမသိဟုတ်တယ်ဟိုဟာ Innocity Innocity ရှေ့ကဟုတ်ဟုတ်အဲ့ဆိုင်လေးကိုတော့ရိုက်ခဲ့ဘူးရပေါ့နော်ဆိုတော့အခုဒါကတော့ပီထမင်းသုံးက first time ရိုက်ခြင်းဖြစ်ပါတယ်ဆိုတော့အဲဒီမှာကအရရဲ့ထမင်းပြီးထမင်းတော့မှာမှာသူထူးဆန်းတာပေါ့နော်ဒါဒီတစ်ခါမှမစားဘူးအဲ့ဒါကဘာလဲဆိုထမင်းကြော်တော့ ဆိုတော့ထမင်းကြော်ကိုမှပြန်ပြီးတော့တုတ်ထားတာအဲ့ဒါကိုအရန်စိတ်ဝင်စားလို့ဒီနေ့မှဒါလေးကအဲ့ထမင်းကြော်တုတ်ကို try ကြည့်မှာအကူကတော့ပြီထမင်းတုတ်ကို try မယ်ပေါ့နော်ဆိုတော့အဲဒီဆိုင်မှာလဲဒါခုနပြောဆိုပြီထမင်းတုတ်ကတော့ဆိုင်တော်များများမှာအခုနောက်ပိုင်းရန်ကုန်မှာဆိုလဲချောင်းလာကြပြီပေါ့နော်ဆိုတော့ဆိုင်တစ်မျိုးနဲ့တစ်မျိုးတစ်ဆိုင်နဲ့တစ်ဆိုင်ကတော့ပုံစံမတူတာလေးရောရှိတယ်ဆိုတော့ဒီဆိုင်ကတော့တကယ်ပြီမှာအဲနေတဲ့သူတွေကိုယ်တိုင်ကဖွင့်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြီအရသာစစ်စစ်ကိုရမယ်ဆိုတာကတော့100%အာမခံတယ်လို့ပြောထားတယ်ဆိုတော့ ဒါလေးကိုစပြီးတော့ try ကြည့်မယ်ဆိုတော့ဒီနေ့မှာထားတာဒါလေးကတော့သမင်းကြော်တုပ်အကိုကပြီးသမင်းတုပ်ဆိုတော့ပြီးတော့ဘာမှမထားလဲဆိုတော့ဒါစိတ်နှန်းတုပ်လို့ခေါ်ပါတယ်ဆိုတော့စိတ်နှန်းတုပ်ကဘာပါလဲဆိုရင်ပဲအဲဒါတုပ်ဝူကြော်ရယ်ပြီးတော့ရိုးရိုးတုပ်ဝူရယ်ပြီးတော့ကြာစံရယ်ခောက်ဆွဲရယ်ခေါ်ပြီးရယ်ဒါတော့တုပ်ထားနန်းနန်းပြင်းရယ်ပေါ့နော်ဆိုတော့ကြက်တုံလေးလည်းပါမယ်ထင်တယ်ဆိုတော့ဒါကတော့စိတ်မှန်းတုပ်လို့ခေါ်ပါရဲ့ရှင်ဆိုတော့စားကြည့်ပါမယ်ပြီးတော့ဒီမှာကလေသမင်းကြော်တုပ်ပဲဖြစ်ဖြစ်သမင်းတုပ်ပဲဖြစ်ဖြစ်နောက်ထပ်တစ်ခုကကြတော့ ရောတုတ်တာလေအဲရောတုတ်ရောတုတ်ကဘာလို့ဖြစ်လာလဲဆိုတော့အကြောင်းစကားလေးနည်းနည်းများလိုက်မယ်ပေါ့နော်ဆိုတော့တကယ်ပြည်ထမင်းတုတ်ရဲ့အစ်စ်မှန်ကသူကကြာစင်ရဲ့ခေါ်ပြီးရဲ့ထမင်းရဲ့ကိုပဲတုတ်တာဆိုတော့ဒီမှာကအများစုသိထားတာတူဝူရောဘာလို့ပါလဲဆိုပြီးတော့သိထားတယ်ကြာတယ်မပေါ့ဆိုတော့အဲ့ဒါကိုဒါအခုနောက်ပိုင်းဒါဒီလိုမျိုး ရောပြီးတော့တုတ်တာကိုဟိုလူတွေကပို့ပြီးတော့စားပူးတာဖြစ်တဲ့အတွက်ကြောင့်အခုနောက်ပိုင်းမှာလည်းဒီဆိုင်မှာမီနူးတစ်ခုတော်ပြီးတော့ရောတုတ်ဆိုပြီးတော့ထည့်လိုက်ရတယ်ပေါ့နော်ဆိုတော့အခုဒါကတော့ပြီးထမင်းတုတ်စစ်စစ်ဆိုတော့ဒါလေးကထမင်းကြော်တုတ် တွဲဆလို့ရတဲ့ဟင်းတွေကဟင်းချက်ထားတဲ့ဟင်းတွေလည်းရှိသလိုတမျိုးချင်းအကျော်လေးလည်းရှိအကျော်လေးကတော့ဒီမှာအဲဒါဆိုလို့ရှိရင်ဒါစိတ်ထင်တယ်စိတ်တလုံးကျော်နော်ပြီးလို့ရှိရင်ဒါကြက်တလုံးကြက်တလုံးပြီးလို့ရှိရင်ဒါဝက်တလုံးကျော်ပေါ့နော်ဟုတ်ဆိုတော့ဒါကတော့ဒီအသားလုံးကျော်ရတော့ဒါတိတ်အမကြိုက်ဘူးဆိုတော့ကိုစော်လေးမှားထားဆိုတော့အရန်အမြင့်ကြီးချင်တာကတော့ဒီမှာပါဒါနေတက်နေဟုတ်နေတလန်းကျော်ပေါ့နော်ဆိုတော့ဝက်သားရယ် အဲချက်သားရယ်စိတ်သားရယ်ပေါ့မေတ္တလန်းကျော်လို့ခေါ်ရယ်ပေါ့နော်ဆိုတော့မေသားကျော်လည်းရှိရယ်ငားကျော်လည်းရှိတယ်အဲဝတားဆက်ကျော်လည်းရှိရယ်ခင်းပွဲရတော့အများစုကတပွဲကို9တောင်အလွတ်ထမင်းတုပ်ဆိုလို့ရှိရင်တပွဲကို3တောင်ပေါ့ဆိုတော့ဒါကတော့ဒါလီစားကျင်လို့မှားထားရယ်မို့ဆက်ကျော်လေးဖြစ်ပါတယ်ဆိုတော့ဒါလီရဲ့တပွဲ3တောင်ပါ Okay, let's try. Oh, မဖြစ်ဒါဒီမှာထူးဆန်းလို့လေနော်ဟုတ်တယ် ိတ်ကြောစိတ်ကြောကြောအေးတောက်လေးပေါ့နော်အကြောချက်အကြောချက်အေးတောက်လေးပါဆိုတော့တော့တမယာဒီရဲ့ဘိုင်းနဲ့ညှစ်ပြီးတော့တောက်โอเคဒါလည်းတပွဲကို9တောင်ပါတယ်ကဲထွိုက်ကြည့်အောင်ညောင်းအရင်ဆုံးစားကြပါအောင်ရှင်ဘလိုနေလဲဘာလဲအရင်ကောင်းတယ်ချမင်းကျော်တော့ဆိုတော့ ထမင်းကျော်ရတာလေးရဖဲပြုတ်လေးပါထမင်းကျော်ရတာလေးရရဲအတုပ်ရဲ့ရတာလေးရနှစ်ခုတခါရဲစားရတာထမင်းကျော်တော့100% recommend ပေးပါရဲ့ဟုတ်ကဲ့ပေါ်ပေါ်ကဘယ်လိုဖြစ်ကြလဲဟွန်းကောင်းတယ်ပြည်မယ်ဘယ်လိုရတာရှိလဲကောင်းတယ်ခပ်ပေါ်ပေါ်ပဲဟွန်းအဲ့တော့အဲ့တော့ကိုကဘရောင်းထမင်းလုပ်လဲစားဖို့ဆိုဘရောင်းထမင်းလုပ်လဲပါွာ brown တမင်းတော့နဲ့ဒီတမင်းတော့က brown တမင်းတော့ကနည်းနည်းဟိုဟာအဖုံဟိုဟာလေးအကြော်လေးပို့စုံတယ်တူကြော်လေးပါလေးစုံတယ်ဒီပြီတမင်းတော့ကကြတော့ဟိုဟာအာလူးတို့ခေါ်ပြီးရနန်းနန်းမင်းတို့ဒီလောက်လောက်ပဲပါရလာချင်းအတိတ်အများကြီးกว่าတာမရှိဘူးမနေ့ကွာစောက်ရထဲအောင်လားချက်ရရမ်းချက်ရရမ်း ူပူဆက်ဆက်လေးနဲ့ဒီဟင်းကပူပူဆက်ဆက်လေးနဲ့တောက်ကြည့်ပါဟင်းနေတာမပါပဲနဲ့ဒီတိုင်းစားရင်တော့အဆင်ပြေနေနော်음မညင်းနော်ဟင်းကောင်းတယ်စိတ်လေဟုတ်တယ်ဟင်းနေအောင်သိမလို့နော် ်ဂျာနီတလန်ကျော်ဘတ်နီတလန်ကျော်ဂျက်နီတလန်ကျော်နဲ့စိတ်နီတလန်ကျော်စိတ်သားဆောင်နီတလန်ကျော်နဲ့ရိုးရိုးကျော်နဲ့ဘာကွာလဲဆိုတော့နီတလန်နီလန်ကတော့၆ပြီးသားဖြစ်သွားရေးတယ်နည်းနည်းလေး၆ွားပဲဆိုတော့မရှိတော့ဟာပြန်ကျော်တော့အရာကပူဝင်ဟာစားကြည့်ကြည့်ဟုတ်ကဲ့နေမှာလည်းတော့ ပြောမလို့ပြောတက်တက်တော့မတူอืมဟုတ်တယ်မတူကြောက်ကြော်နဲ့မတူတော့ဗီတာမင်တော့တွေကိုအစာတွေပါထိုင်နေတစ်ခါမှမဟုတ်ဘူးဟုတ်မှားလားဖြစ်အဆောက်မစားရဘူးဂျာပုံမှန်မှအင်း 么在下来牛筋呢？不会拿的，咋的呀？ပြမိုးရရတာချိုးရရတာလေးရဒီဘက်ကလို့အရင်အစာကြီးရဲ့အကူအကျွတ်ကတော့တပွဲရအဆင်မပြေဟုတ်ပြီဟုတ်လားဒါပေမဲ့မနက်စာဆော့ဆော့စားမယ်ဆိုရင်တော့အဆင်ပြေသွားနိုင်တယ်ဒါနေ့လေဒါလေးတော့စားချင်တယ်ဒါနေ့လေခဏနိုင်ပေါ့နော်အမှန်တကယ်တော့မနက်စောရင်ညနေလောက်စားရင်ပိုပြီးအဆင်ပြေတယ် <看 S 2> 哇，你那说，哇，你那是哇，拍啥的一也拍啥钱？片？片你发觉，我不必要，打个那无元的图片，口水的洋巴的耶。开、嗯、头头啥比划比？这，没得点头啊？ တော့အခုဒါလေးကိုစားခဲ့ရတဲ့မှာပေါ့နော်အကြိုက်ဆုံးကိုပြောပါဆိုလို့ရှိရင်ထမင်းကျော်တုပ်ပဲဒါလေးကတော့ထမင်းကျော်တုပ်ကို recommend 100%ပြပါရယ်အရသာလည်းရှိတယ်ပြောရမဆိုလို့ရှိရင်ဘိုက်လည်းပို့ပြရယ်ရိုးရိုးထမင်းထက်ဆိုင်ထမင်းကျော်ဆိုတော့ပို့ပြီးတော့ဘိုက်လည်းပြည့်ရယ်ဆိုတော့ဒါလေးက recommend ပေးရယ်အဲဟိုအဓိကအမိမျိုးပြောပါဆိုလို့ရှိရင်တော့ထမင်းကျော်တုပ်ပဲဖြစ်ပါတယ်ဆိုတော့တွဲဖက်စားရတဲ့အစားအစာတွေမှာဆိုလို့ရှိရင်တော့ဒါလေးကတော့နေတလန်းကျော်မှာမှအဲ့စိတ်နေတလန်းကျော်ပို့ပြီးတော့သဘောကျပါတယ်ဆိုတော့ ဟိုဒီကြုတ်ချောင်းလေးလည်းအရင်ဖောက်လို့ကောင်းတယ်ပြီးတော့ဒါလေးကလည်းပါတော့ပူပူလေးနဲ့ပေါ့နော်ဒါကတော့အဲ့လိုအေးရဲ့ချိန်လို့ပါဆိုပေါ်ရမှာနေလေဆိုရင်တော့နည်းနည်းပူတယ်နော်တော်တော်ရတာလည်းနည်းနည်းငရုတ်ကောင်းလေးနေနဲ့ချက်ထားရဆိုလေဂျင်းလည်းပါတယ်ဆိုတော့နည်းနည်းပူတယ်ပေါ့နော်ဆိုတော့နေလေဘက်ဆိုရင်တော့တောက်ဖို့ recommend တိတ်မပေးဘူးညနေဆောင်းလို့နည်းဆော့ဆော့ရဆိုတော့တောက်ပူပူပြီးတော့ဟို perfect ဖြစ်တယ်ပေါ့နော်ထမင်းကြော်နဲ့လိုက်ဖတ်တယ်ဆိုတော့အကူကအကူက ထမင်းချောက်တော့ခုမှစားဘူးလို့လားမျိုးအရသာလေပြီးထမင်းတော့ကိုပူကြရအောင်ဟာပြီးထမင်းတော့ကိုပူကြရအောင်ပြီးတော့တွဲဖက်လို့စားကြကြောက်ကြောင်အကြိုက်ဆုံးပါအော်ကြောက်ကြောင်အကြိုက်ဆုံးပဲဟုတ်ကဲ့ကြောက်ဒီဟင်းရောကောင်းတယ်အရင်ကောင်းတယ်အမှန်ကြီးတမ်းမြသည်ပဲညှစ်ပြီးတော့တောင်းရင်တော့ပူကောင်းမှာပေါ့နော်ကျော်ဒါဒီဘာတော့ညှစ်ပြီးတော့မတောက်တော့ရှောက်ရွက်လို့တမယာဒီကိုငရုတ်ဒီမုံနဲ့ပူပူဆက်ဆက်လေးတောက်ရင်တော့ပို့ပြီးတော့အရသာရှိရပါတော့။ကျော်အခုဒါလေးကတော့ဘာမညစ်ပဲနဲ့ဒီတိုင်းတောက်ရင်တော့မှဒီဟင်းရဲ့အရသာကကောင်းနေပြီဆိုတော့ထပ်ပြီးတော့မထည့်တော့တာ။ကျော် အရင်ကောက်ပါတယ်ဆိုတော့ဒီဆိုင်လေးကတော့ဒါဒါလေးအရှိမှညွှန်းခဲ့တဲ့အတိုင်းပဲဝေဇင်နာလမ်းပေါ်မှာရှိတယ်အဲရေနာလမ်းနဲ့မြစ်တာလမ်းခြားရတာပေါ့နော်ဆိုတော့အလွယ်ဆုံးတော့ဝေဇင်နာစီတီမှမြောက်ဆောင်တို့ပဲဟုတ်တယ်အဲ့လိုအလွယ်ပြောလို့လည်းရပါတော့ဆိုင်နာမည်လေးကတော့မန္တလေးပါဟုတ်မနီလာပြည်ထမင်းတို့ဖြစ်ပါတယ်ဆိုတော့လာပြီးတော့ try ကြည့်ဖို့တော့ဒါလေးကဖိတ်ခေါ်ကြင်ပါတယ်ဆိုင်လေးကကျင်းနေဆိုပြီးမဲ့တတရရဲ့လေးလည်းရှိရယ်တက်ရှင်တက်ရမှုမှာလည်းဒါအမှတ်ပေးမယ်ဆိုလို့ရှိရင်အဲ100%ပေးလို့ရတယ် เนาะစားတော့ရဲ့အရာသာမှာပြန်ပြီးရကြည့်မယ်ဆိုလို့ရှင်လည်းအရာသာပိုင်းကလည်း100%ပြီးလို့ရတယ်ဆိုတော့အဲဒါဒါလီရောသစားရေးဆိုင်တွေကိုဟိုဘယ်လိုပြောမလဲအဓိကကတော့အရာသာကို honest review ပေးရပါမကောင်းမင်းနဲ့ရောကောင်းနေမပြောပါဘူးဒါတကယ်ဒါလီရော honest review ရဒီဆိုင်ရဲ့အရာသာလေးတကယ်ကိုကောင်းပါရဲ့ဆိုတော့ပြီးမာနေတဲ့သူတွေပဲဖြစ်ဖြစ်ပြီးရနေတချို့ရန်ကုန်မှာအလုံးစားလောက်တာပဲဖြစ်ဖြစ်လာနေတဲ့သူတွေပြီးရဲ့အရာသာကိုလွမ်းနေရဆိုလို့ရှင်เนาะဒီဆိုင်လေးကိုမဖြစ်မနေလာစားကြည့်ကြဖို့ဒါလီကဖိတ်ခေါ်ခြင်းပါတယ်ဆိုတော့ဒီနေ့ဒါလီရောရဲ့အစီအစဉ်လေးကိုအစနေဆုံးဖြတ်ကြည့်ရှု ပေးကြတဲ့ပရိသတ်တူတယောက်ချင်းစီကိုကျေးဇူးထူပဲတင်ရှိပါရစေ။နောက်တစ်ပတ်လာမယ့် Chanfoo UK မှာလည်းဘလို့စားစာတွေကိုဆက်လက်ပြီးတော့ရိုက်ပြသွားမယ်ဆိုတာကိုဆက်လက်ဆောင်ရကြည့်ရှုဖို့ဖိတ်ခေါ်ရင်းနဲ့ဒီနေ့ရဲ့စီစဉ်လေးကနှုတ်ဆက်လိုက်ပါရစေ။အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရစေ။ဟုတ်တာ။